ရင်ကုန်ပြောရှင်တာတော့ဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအားလုံးကိုကျွန်တော်တို့ကြိုဆိုပါရစေအဲ့တော့ဒီတစ်ပတ်မှာလည်းကျွန်တော်တို့အရေးကြီးတဲ့အရေးကြီးတဲ့ကိစ္စတွေအတွက်ရေဒီယာကိုကျွန်တော်တို့ပြောပြလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်နေ့အလိုက်ကျွန်တော်တို့ပြောပြလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်အတော်အတွင်းမှာအရေးကြီးကိစ္စတွေစီမံဆောင်ရွက်မယ်ဆိုရင်အခုပြောတဲ့ရေဒီယာလေးကိုကျွန်တော်တို့လုပ်ပါအဲ့နောက်တစ်ခုကဒီတစ်ပတ်တာမှာကို့မှာအခက်အခဲတွေပေါ့နော်အလောက်ကန်စီးပွားရေးနဲ့ပတ်သက်လို့ ကြီးပွားတိုးတက်နေတဲ့ပတ်သက်လို့အခက်အခဲတွေရှိနေတယ်ဒီတစ်ပတ်မှာဘာရေတွေကလောက်ရမှမသိဘူးဘလို့စီမံဆောင်ရွက်ရင်ကောင်းမလဲဆိုရင်အခုပြောတဲ့အခါမျိုးလောက်ပါအဲ့တော့အဲ့တော့နေလိုက်ကျွန်တော်တို့လမ်းညွန်သွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်မှာလည်းကျွန်တော်လမ်းညွန်ပြီးဖြစ်ပါတယ်ကြီးစုအားပေးလို့ဝင်ရောက်လေ့လာလို့ရပါတယ်ဗျအဲ့တော့ဘေးရင်ဟောကန်းတွေကိုထိတွေ့ဖို့ဘေးရင်ဆရာဆရာမတွေနဲ့ထိတွေ့ဖို့ဆိုတာအကြောင်းမျိုးမျိုးနဲ့တခါလေကြာရင်အခက်အခဲရှိတတ်ပါတယ်အကူကမအားတာသူမှငွေကြေးအစ်စင်မပြေတာဟလာအဲ့လိုအကြောင်းကြောင်းနဲ့ အခုမှရှိတဲ့အခက်ခဲကိုဖြေရှင်းဖို့အဘေးရင်ဆရာမကြီးနဲ့ထိတွေ့ဖို့မေးဖို့မြန်းဖို့ဆိုတာဟလာအခက်ခဲရှိတယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ပဲကျွန်တော်တို့လုပ်လို့ရပါတယ်နော်အဲ့တော့ဘေးရင်ဟောကန်းတွေမသွားနိုင်ဘူးဆိုရင်တော့မပေါ့နော်အကြောင်းကြောင်းနဲ့ဆိုရင်တော့အဲ့တော့ကျွန်တော်တို့ဒီတပတ်တော်အတွင်းမှာကျွန်တော်တို့တနင်္ဂနွေသားသမီးများနော်တနင်္ဂနွေသားသမီးမိတ်ဆွေများအရေးကြီးကိစ္စရှိတယ်ကိစ္စကြီးနဲ့အခက်ခဲအပူပန်တော့ကကြုံနေတယ်ဆိုအခုပြောတဲ့ရေရေအောင်လုပ်ပါလင်မန်းတစ်ချက်ထဲမှာလာမုတ်တစ်ခုလဖေးတစ်ခွက် ဖျားကိုလှူပါနော်လင်မန်းတစ်ချက်ထဲမှာလာမုတ်တစ်ခုလပေ့တစ်ခွက်နော်ထည့်ပြီးတော့မိမိအိမ်ဖျားကိုလှူပါအဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အဆင်ပြေပါလိမ့်မယ်နော်လင်မန်းရဲ့လာနောက်ပြီးတော့အဲအိမ်ရမဲ့ခွေးလေးတွေကြောင်လေးတွေကိုစာကျွေးပါမကြမကြဒါဆိုရင်တော့ကိုယ့်ရဲ့အရေးကြီးကိစ္စတွေအခက်ကြီးကိစ္စတွေအဆင်ပြေပါလိမ့်မယ်နောက်ကျွန်တော်တင်းလာသားသမီးပေါ့တင်းလာသားသမီးမိစေများအနေနဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဟဟလာ ကိုယ့်ရဲ့အသားဖြစ်ကြီးခဲ့သူဂုံအားဖြစ်ကြီးခဲ့သူကိုဟလာအစေးဝါးတို့အစားအသောက်တို့လက်ဆောင်ပစ္စည်းတို့ပေးတာမျိုးတွေလှုပ်လို့ရတယ်ပေါ့နော်အဲအဲ့ဒါမျိုးတွေလှုပ်ရမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တပြည့်စီတချောင်းနောက်တစ်ခုကစက်သွန်လီးတဲ့ဓာတ်တချောင်းဖုန်ကြီးချောင်းမေတ္တိလရှင်ချောင်းမှာတွားရောက်ပြီးတော့လှူဒန်းပါကဲကျွန်တော်အင်္ဂါပေါ့နော်အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်မှာကိစ္စကြီးငယ်ရှိတယ် လာလာအခက်ခဲပူပင်တော့ကတွေရှိနေတယ်ဆိုရင်အခုပြောတဲ့ရေရောင်လောက်ပါဘာလို့မလဲဆိုရင်ကျွန်တော်တို့တစ်ပင်ဆိုင်ပါမခရီးပင်တို့ခရီးပင်ပေါက်ကလေးဆိုင်တာမျိုးတို့နော်အဲဘာနာပင်ဆိုင်တာမျိုးပေါ့နော်အုံပင်ဆိုင်တာမျိုးစသဖြင့်ပေါ့အပင်တစ်မျိုးမျိုးကိုနီးစပ်ရဖုံးကြီးကြောင်းမှာခွန့်တောင်းပြီးတော့သွားပြီးတော့ဆိုင်ပါညောင်မင်းကိုညောင်ထောက်ပါနော်ညောင်မင်းကိုညောင်ထောက်ပါအဲ့တော့နီးစပ်ရညောင်မင်းမှာသွားပြီးညောင်ထောက်တာညောင်ရီသွန်းလောင်းတာမျိုးတွေလောက်ရမှာဖြစ်ပါတယ်ဘုရဘူးသားသမီးမိတ်ဆွေတွေအနေနဲ့ဆိုရင်တော့ ဟုတ်လားကျွန်တော်တို့ဒီတစ်ပတ်မှာဆိုလို့ရှိရင်အဘဘိုးမင်းကောင်အဘဝင်ဝိဇ္ဇာကြီးတွေပေါ့နော်ဝိဇ္ဇာအပေါင်းကိုကျွန်တော်ဘာလူရမလဲဆိုရင်တစ်တီးတစ်လုံးရက်တစ်ချောင်းရေတစ်ခွက်ဟုတ်လားပြီးတော့ဖျောင်းနိုင်မီလေးတစ်တိုင်ပေါ့နော်အဲအဲ့ဒီလိုမျိုးလေးကျွန်တော်တို့လှူဒါန်းရမှာဖြစ်ပါတယ်အဲ့တော့အဲ့အဲ့ဒါလေးတွေ6နိုင်နဲ့10နိုင်အတွင်းမှာဟာလာကျွန်တော်လှူမယ်လှူပြီးတော့ကိုလူရရှိတာကိုစုတောင်းမယ်ပေါ့နော်တောက်တော်ကြီးကမကောင်းရင်ဟာလာအစ်စ်ပြန်ပြီးတော့ဖြည့်မယ်ပေါ့နော်အဲ့တော့ရက်ကလေးကတော့ခွက်ကလေးနဲ့ ဟလာခွက်ကလေးတက်မှာတဲလေးဒါမှမဟုတ်ဆန်လေးထည့်ပြီးတော့ရက်တောင်လေးကိုထိုးဆိုင်ထားလို့ရတယ်ပေါ့နော်ရက်ကလေးစက်ကူရက်ကလေးပေါ့နော်အဲ့တော့ဖျောင်းနိုင်လေးရတော့ဟလာအပကံပြားလေးပေါ်မှာထုံးလို့ရတယ်စီမီခွက်လေးမှာထုံးလို့ရပါတယ်ဂျာသာပရိသတ်သမီးမိတ်ဆွေတွေအနေနဲ့ကကြတော့ဗာလဲဆိုလို့ရှိရင်အဲ့တော့ပန်ပန်ရှင်မဲ့ပေါ့အိမ်ယာမဲ့ဖြစ်တဲ့ကြောင်လေးတွေခွေးလေးတွေကိုအစာကျွေးပါเนาะကြောင်လေးတွေခွေးလေးတွေကိုအစာကျွေးပါဟလာနောက်တစ်ခုက အကြက်တဲရောက်နေတဲ့သူတွေပေါ့နော်ဟုတ်လားအကြက်ကျမ်းမာရေးအရအကြက်တဲဖြစ်နေတာတရားတစ်ပေါင်ရင်ဆိုင်နေရတာဟုတ်လားအဲ့လိုအကြက်တဲရောက်နေတဲ့သူတွေကိုဟုတ်လားစေဝါဒတ်ဆာလူတာမျိုးလှုပ်လို့ရတယ်နောက်တစ်ခုကဘာလဲဆိုရင်အဲနောက်ပြီးတော့ဂဏန်းလွတ်တာငားလွတ်တာမျိုးလှုပ်ပါအထူးသဖြင့်တော့ငားလွတ်တာမျိုးကိုကျွန်တော်တို့လှုပ်ဆောင်ရမှာဖြစ်ပါတယ်နော်တောက်ကြသားသမီးမိတ်ဆွေများအနေနဲ့ဆိုရင်တော့တောက်ကြသားသမီးမိတ်ဆွေတွေကဒီတစ်ပတ်မှာအဲကျွန်တော်တို့ ကနန်းလွတ်မယ်လိတ်လွတ်မယ်လိတ်စာကျွေးမယ်ပေါ့နော်ပြီးရင်ပကံများမှာကျွေးပကံများတစ်ချက်သုံးဖို့လင်မတစ်ချက်ထဲမှာဗမာအခေယာထဆင်နူးလို့ရေးထဆင်နူးရဲ့အလဲဘူဘူဘူတက်တဲ့မှာဖျောင်းနိုင်အစိမ်းအောင်လေးစိုက်ပြီးတော့ဖျားမိပူစော်ပါနေ့စဉ်မှန်မှန်လုပ်ပါအဲ့တော့မနက်တစ်ချိန်ညတစ်ချိန်ကျွန်တော်တို့လုပ်ပါအဲ့တော့ဆော့ပင်ကဘာအရောင်နဲ့လဲဆိုအနီးအနီးရောင်မရဘူးအနက်ရောင်ရတယ်အပြရောင်ရတယ်ထဆင်နူးကိုစလုံးကြီးကြီးလေးရေးပါနော်ထင်ထင်ရှားရှားလေးရေးပါ ဆနေသားသမီးတွေဖြစ်ပါတယ်အဲ့တော့ဘလို့အကြောင်းကိစ္စရှိရှိဘလို့အရေးကြီးကိစ္စအခက်အခဲအပူပင်တော့ကရှိရှိဒီရေတွေလေးတွေကိုလှုပ်ပါเนาะအကျိုးထူးပေးပါလိမ့်မယ်အဲ့တော့ဆနေသားသမီးတွေအနေနဲ့ကကြတော့ဗာလဲဆိုလို့ရှိရင်စင်းရဲနွမ်းပါတဲ့เนาะတောင်းရန်ပြီးတော့ရက်တည်နေရတဲ့လူတွေကိုเนาะငွေပေါ့เนาะငွေ900သို့မဟုတ်ရင်ငွေ9000ငွေ9000ငါးကနန်းပေါ့စသဖြင့်လှူဒန်းမှာမကြမကြလှူဒန်းမှာနောက်တစ်ခုကဗာလဲဆိုရင် ဟို6တောက်မတန်တဲ့သူတွေဟိုလဲလှူလို့ရပါတယ်စေဝါဒတ်စာဂျိုင်းတောင်းနဲ့6တောက်မတန်လို့သွားနေသူတွေစေဝါဒတ်စာဒါမှမဟုတ်စားစရာစသဖြင့်အဲ့လိုမျိုးလှူတန်းပါเนาะအဲအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တောက်တော်ကြီးတနေ့ကိုနှစ်ကြိမ်မနက်တစ်ကြိမ်ညတစ်ကြိမ်မှန်မှန်လှူပါအဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ့်အကြောင်းကြီးငယ်ကိစ္စတွေအရေးကြီးကိစ္စဟူသမျှအဆင်ပြေအောင်မြင်ပါလိမ့်မယ်စနေသားသမီးတွေပေါ့နော်ဒါအခုပြောခဲ့တာအဲ့တော့တပတ်တာမှာခုနှစ်သားသမီးမိစေမြအားလုံးအရေးကြီးတဲ့ကိစ္စတွေ 过去，客家讲钱呀，记在心里，奥民内部。你 <noise> 来，理解了，就纳入男女表表为你了，批办的。按照老板嘛，就纳入变数买卖。过去，记下嘛，那咩啊？阿罗，心里奥民刚刚加把劲。